ဒီဘုတ်ကတော့ဆီယမမာလေးညင်ရဲ့အီမန်တော်သစ္စာစကားကြောင်းဆိုတဲ့ဇောက်တဲ့ကဂိတင်ယူတာမင်္ဂလာဆိုတဲ့ဓမ္မဝတ္ထုတူလေးပဲဖြစ်ပါတယ်လူလောကတွင်ဂျေဇုကုံအားဖြင့်အနိုင်မဲ့ကြီးကျယ်မြင့်မြတ်ခြင်းကိုအလံတော်အနန္တဟုသောဟောဝါဒဖြင့်ပြတ်မှားသည်ဖေယတရားတန်ကမိဘဆရာငါးပြာသောအနန္တအနန္တအခိုင်ဝင်စီရင်မှာဆရာကိုလည်းထည့်သွင်းထားပါသည် အကြောင်းအကျိုးကို ကောင်အစုခွဲကမတိတန်တိတိကလေးအရွယ်ကစပြီးအသည့်အလိမ်မာဉာဏ်ပညာတွေတူဝါလောင်ချို့တကား၆တလဲဖြင့်ယင်းနှစ်တဲကြသာသမီများပမာမေတ္တာစေရနာ ကြီးမားလှစွာသွန်သင်ညွန်ပြဆုံးမတတ်သောကြောင့်ကြီးစုကုန်ကြီးကျယ်မြင့်မြတ်သူများစီရင်မှာဆရာပါဝင်ခဲ့ရခြင်းဖြစ်ပါသည်950နှစ်ပတ်တိလမௌရိဇက်တွင်ဆရာနှင့်တပည့်အကြောင်းကိုဤသို့ဖော်ပြထားပါသည် ဗာရဏသီပြည်တွင်ပြမရတ်မင်းကြီးထိနန်းဆိုဆန်းစဉ်သားတော်မင်းသားလေးအားပညာသင်ကြားရန် တက်ကတူပြီးဒိတာပါမောက်ခဆရာကြီးတန်းဆေလွတ်သည်တဏီသောအခါမင်းသားသည် အဖအိုတဦး၏နေလန်းထားသောနှံများကိုလက်တဆုပ်စာကောက်ယူစားတော်မူပေသည် ပိုင်ရှင်သည်တရင်တကားမျှကို ခွဲလွတ်နိုင်သောညာအကျဉ်းများလာသောအခါတိမခံနိုင်လို့ရကဆရာကြီးအားတိုင်ကြလေသည် ဆရာကြီးသည်ထိုမင်းသားလေးကိုခေါ်ယူဆုံးမပြီးနောင်ကျင်သွားစီရန်ဝချမ်းစိဖြင့်တုံးကြရိုက်ခဲ့သည် မိုင်းမဲသောမင်းသားငယ်သည်ရိုက်ခံရသဖြင့်ဆရာအားအာကာတထာကရန်ညှိုးဖွဲ့တော်သည်ဗာရဏသီသို့ ပြန်ရောက်၍မကြမီမင်းဖြစ်သောအခါဆရာကြီးအားခေါ်လွတ်သည်ဆရာကြီးရောက်လာသောအခါဆရာကြီးရိုက်ခဲ့သောတရားသည်ယနေ့တိုင်းနာကျင်နေသည်သည်ဆရာသည်ယနေ့တေဖို့ကံကြမ္မာပါလာသောကြောင့် ဤနန်းတော်သို့ရောက်လာရသည်ဟုဆိုသည်ဒေသပမောကဆရာကြီးကထိုမင်းစကားကြောင့်မတုံ့တုတ်ခဲ့ချီတပည့်များအပေါ်ထားရှိသည့်မေတ္တာစေရနာသည်မြင်းများကြီးမားဖြူစင်ကြောင်းသူကိုယ်တိုင်အတိဆုံးဖြစ်လေသည်ဤလိုဆရာမျိုးကို ပြမတပြခဲ့ပါမူဤတပည့်သည်အဝီစီသူဆင်းရုံသာရှိ၏ပိဇာနန္ဒရိယကံကြီးထပ်ပြေတော်မူတင်မင်းကြီးအားငယ်စဉ်ကကျွန်ုပ်မဆုံးမခဲ့လေရင် မလိမ္မာကိုဆူလူရက်သူဖြစ်လာပြီး အပြစ်ဒဏ်ကြရောက်ပါကယခုလိုမင်းစီစဉ်ကိုရနိုင်တော့မည်မဟုတ်ပါမင်းကြီးလက်ရှိရာထူးကုန်တင်စီစဉ်သည်ကျွန်တော်၏တွန်တင်ညွန်ပြဆုံးမမှုကြောင့်သာရရှိခဲ့ခြင်းဖြစ်ပါသည်ဟုရှောက်တင်လေသည်ထိုအခါမင်းကြီးသည် အမြင်မှန်ရာကဆရာအပေါ်ထားမိခဲ့သည်ရန်ယူအာဃာတများပြပြောက်သွားပြီးဆရာကြီးအားလည်းမင်းဆရာပညာရှိအရာ၌ခံထားလေသည်ဤဇတ်တော်ကိုတရားမိတိုင်းတပည့်များအပေါ်မေတ္တာစေရနာကြီးမားသလား စာမေရပါကရိုက်တဲ့သောငယ်စရာယေရှုကိုယနေ့တိုင်းမမေ့နိုင်ခဲ့ပြီမကားဒီဝါလင်ကမှာရှေးရှုမြတ်တာကရုဏာနဲ့နာနာချင်းချင်း အပြည့်မြင်တိုင်းဝမ်းတွေမသူဟုတ်တိုင်းဆို၍ကျိုးလိုစိတ်ကဆုံးမတဲ့သူဆရာဟုလို့လူရေးပွဲထားတယ်အစရိယကုနောအနန္တောဟူ၍ဆရာယေရှုကုံကိုဆလာပီလာအဖြစ်ဖော်ပြကြပါသည်မိမိအဖို့အနန္တဂိုင်းဝင်ယေရှုရှင်ဆရာစည်ရင်းကား အရေးအတွက်များပြားလာပါ၏။များပြားလာသည့်အနံယနေ့တိုင်မမေ့နိုင်ပေထာဝစဉ်အမှတ်ရနေခဲ့သောမိမိကိုလူချုံလူမုံလူတကုံဖြစ်စေခြင်းလုံးခဲ့သောမိမိကလည်းမိဘများနဲ့ထက်တူလေးစားချစ်ခင်ရပါသောဆရာထို့ဆရာကမိမိငယ်စဉ်ကစလုံးပေါင်းတပ်ပေါ်မှတိုင်းလက်ချောင်းကလေးတွေစုခိုင်းပြီးလက်ထိတ်ကိုတစ်သားပြေတန်းဆောင်ဖြင့်ဆက်ဆက်ခါများနားကျင်အောင် ရိုက်တက်သောမူလာတန်းအကြောင်းဆရာကြီးပင်ဖြစ်ပါသည် အမားပြုမိတိုင်းယင်းသူဆက်ဆက်ကနိုင်ကြအောင်အရိုက်ခံရသောကြောင့်နောင်ကြီးပြင်လာသောအခါတပ်ပေါ်အမားရင်းနေပါကင်းရှင်းခဲ့ပါသည်ဆရာကြီးစာတင်နေစဉ်ခေါင်းကိုနဗီးနဗီးသို့လှဲ့ခွင့်လှုပ်ခွင့်မရှိ စကားတွထိုးတီတူပြောခွင့်မရမုံကိုစား၍လည်းမရငါမည်ဖို့တော့ဝီလာဝီတင်ပြသမျှကိုစိတ်ဝင်စားစွာမျက်တောင်မခတ်မိအောင်နားဆိုင်ထောင်ရပါသည်နားဆိုင်ထောင်ခဲ့ပါမူ စာပြန်ချက်ဖို့မလိုတော့ပဲသင်ပြီးခဲ့သမျှအလွတ်ရပြေးသားဖြစ်သွားတော့၏။ဆံမွေးပွဲအခမ်းအနဲရောက်တည်ရသည့်ဆရာကြီးအတန်တွေကြားရောင်တွေက နားရဲဆွဲသွားစေပါသည်။ဤများလောက်အတင်းအပြကောင်းသောဆရာကြီးဖြစ်ပါသည်။တို့ရတွင် စာသင်နေစဲမှာဗုဒ္ဓတွေကိုလုံးမိ၍ဆရာကြီးတည်သွားလျင်က ကြောပြင်းများကြောပြင်းမှာပြောတင်ခံရဖို့သာပြင်ပြီးတော့ထို့ကြောင့်ဆရာကြီးဟေးဆိုလျင် တပည့်များအလုံးဒူးတုံအောင်ကြောက်ကြရတော့လဲ ယွန်းကြောင့်မုံကြောင့်တော့မဟုတ်ပြီးယူသေးကြောင့်လေးစားကြောင့်သာဖြစ်ခဲ့ပါသည်။ကျောင်းတက်ခေါင်းလောင်းထိုးတော့အခါမိသည့်ကျောင်းသားများကစားခွင့်ထဲမှာတမိနစ်ခန့်ပင်ဆက်မနေရကြပြီးအချိန်တိကျမှုကိုလေးစားကြရပါသည်။အချိန်လေးစားတဲ့သူသားလည်းရင်ဘဝမှာအောင်မြင်တိုးတက်မှုများရရှိနိုင်သည်ဟုဆရာကြီးဆုံးမထားပါသည်။ကျောင်းတက်ပြီဆိုရင်ဖျားရှိကိုရသည်ဖြင့်မိမိတို့ဆံရအတန်းများစီတို့ဒီရောတော်ပါအပြေလွာသွားကြရသည် ရားရှိခိုးပြီးနောက်9မိနစ်10မိနစ်ခန့်ဝင်လေထွက်လေရှူပွားရသည်သည်ညစ်တာဖို့အမျှဝေပြီးသည့်တိုင်ချက်ချင်းစာမတင်သေးပြီး တပည့်များအားတဦးချင်းတနခါလိမ့်မလိမ်လက်သက်ရှိသည်လိမလီဂျင်းညော်စင်မစင်ရှုပ်ဖို့ပြီးသားတန်ရှင်းသည့်အဝတ်အထည်ဝတ်မဖို့တကူတန်ရှင်းမှုအတွက်ဆရာကြီးကိုယ်တိုင်စစ်ဆေးပါသည်ပြီးနောက်အတန်းလိုက်တန်ရှင်းရေးကိုစစ်ဆေးပြန်ပါသည် အမှရှိကလေးရင်တောက်ရီအိုးများရေမပြည့်ကလေးရင် သက်ဆိုင်ရာအတန်းများမှအလဲကျသောကျောင်းသူကျောင်းသားတို့၏တာဝန်ဖြစ်သည်စီကံမလိုက်နာပါကဖះရှိကိုယ်သာသည့်ကြည်နူးစိတ်ကလေးတွေအစာအနာပင်မကြံအောင်ကြက်ပြောက်ငှက်ပြောက်ပျောက်သွားရမည်ဖြစ်ပါသည်ကျောင်းသူကျောင်းသားတို့သည်ဥစွာမိမိကိုယ်ကို ကောင်းအောင်ကြိုးစားရမည်နောက်မိမိအတန်းကို ကောင်းအောင်ကြိုးစားရမည်မိမိကိုယ်ကိုမိမိအတန်းကိုကောင်းအောင်ကြိုးစားနိုင်မှမိမိကျောင်းကို ကောင်းအောင်ကြိုးစားနိုင်မည်ဖြစ်သည်မိမိကိုယ်ကို မိမိအတန်းကိုမိမိကြောင်းကိုအစင်းစင်ကောင်းအောင်ကြိုးစားသွားမှသာနောင်လူကြီးဖြစ်လာတော့ကမိမိတိုင်းပြည်အတွက်ကောင်းအောင်ဆောင်ရွက်နိုင်သူဖြစ်လာပြီလိမ့်မည်ဤဒီမှာဆရာကြီးတစ်ဖက်ကဆုံးမမှကြားသည့်စကားများဖြစ်ပါသည်စီကံတင်းကျက်လာတော့လေဆရာကြီးသည်အကျဉ်းနာကင်းမဲ့ရက်ဆက်တတ်သူတော့မဟုတ်ပြီတပည့်များအားကျောင်းနေပြော၍စာတော်စီခဲ့သူသာဖြစ်ပါသည်နနမိုးလင်းဒီမှညအမောင်ရောက်၍အလင်းပြောက်တည်းအထိ ကျောင်းနိုင်အချင်းပြည့်ရှိသောဆရာကြီးမျိုးလည်းဖြစ်ပါသည်အခကျင်းငွေတစိုးလက်ဆောင်မယူပဲတပည့်များအပေါ်ညံ့သူတော်၍တော်သူထူကြောင်းအောင်အချင်းပိုးယူလျက်အပင်မှန်းခံကဖြစ်ဖြစ်စီစီတင်ပြတတ်ပါသည်အတန်းထဲတွင်ဆော့သလောက်စိုးသလောက်စာတော်သောမိမိသည်ဆရာကြီးအရိုက်ခံရဆုံးဖြစ်သည်လို့ချီကျူးအခံရဆုံးလည်းဖြစ်ခဲ့ပါသည်စာတော်သောတပည့်အားဆရာများအလေးထားအာရုံပြုရကြသည်မှာတဘာဝဖြစ်ပါသည် ီလိုဆရာမျိုးကိုမိသူမိနိုင်စွမ်းရှိပါမည်နီမူလာတမ်းမှစ၍အလဲတန်းအထက်တန်းတက်ကသူမှဘွဲရကလုပ်ငန်းဝင်ဝင်ပြည်သည့်အထိတနည်းအားဖြင့်ဆရာကြီးမကွဲလုံးပြီးအချိန်အထိကာလရှည်လျားကြာမြင့်စွာတရင်တခါမြပင်ပြက်ကွက်ခြင်းမရှိပဲနှစ်စဉ်သွားရောက်ကြိုးခဲ့သောကြောင့်မိမိအားကျေးဇူးအတိတ်ဆုံးတစ်ပြည့်အဖြစ်ဆရာကြီးမတန်းတွင်အတိအမှတ်ပြုခံခဲ့ရပါသည်ဆရာကြီးကချီးကျူးမဆုံးရှိတဲ့ကဲ့သို့ မိမိမှလည်းရင်နဲ့မဆုံးဖြစ်ခဲ့ရပါသည်လက်လာပါကိုမမျော်လင့်မမှန်မို့သောစေရနာဆရာဖြစ်သည့်အားလျော်စွာဆရာကြီးသည်ကျွဲဝပြည့်စုံသူတော့မဟုတ်ပေမပြည့်စုံသည့်တိုင်လည်းစေရနာဆရာပြီးပြီးတပြည့်မရှားရာက ပီတိစားပြီးအားရှိနေခဲ့သည်သာမိမိဘက်ကမဖြစ်စလောက်သောလက်ဆောင်ပစ္စည်းကလေးဖြင့်တစ်နှစ်ကြာမှတစ်ချိန်မျှသွားရောက်ကြောယုံကလွဲပြီးဆရာကြီးအားပါများအထောက်အကူပြုပေးနိုင်ခဲ့ပါသည်နီး ညံလျက်စီးရုပ်ကြီးလက်သွားပြီးထိုအတွေ့ထိုမေးကိုများကောင်းတဲ့သူဝင်လာတော့အခါမိမိကိုမိမိများစွာအရှက်ရခဲ့ပါသည်အတိတရားတွေအိမ်မောကြနေစဉ်အချီးနှီးကုန်လွန်ခဲ့ရသောအချိန်များကိုနှမျောတက်တာယူကြုံမရဖြစ်မိပါသည်မိမိ၏အမတ်တမဲ့ပေါ်ဆောင်မှုသည်မိမိအားတသက်တာဝမ်းလဲကျူခဲ့စီကနောင်နာကြီးစွာရင်မာဖြစ်တည်ခဲ့ပါသည်ထိုအချိန်တွင်ဆရာကြီးက လူလောကအတွင်းမှကွဲပြောက်သွားခဲ့ပြီးအမှန်အဖျင်းမိမိသည်ချီးကျူးခံနိုင်သူမဟုတ်ပေတကယ်တမ်းချီးကျူးထိုက်သူတဦးအားတွေ့ခဲ့ဘူးပါသည်အသက်အရွယ်အဖျင်းမိမိအောက်အလွန်ငယ်သောမိန်းကလေးငယ်ရွယ်သူမူမိန်းကလေးဟုဆိုမိစေကမူစင်စစ်တော်သူမှသည် ပြည်စုံကြွယ်ဝသည့်အရာချီးကျူးတဦး၏အိမ်သူတတ်သားစနေမယားဖြစ်ပါသည်လူအလွာပြည့်ညက်အဖျင်းအထက်တန်းရောက်နေသည့်အချိန် ဝါကြွားပလွားခြင်းမရှိမာမာနကင်းမဲ့ဤယူသားဖြူစဉ်ဤရင်ကျေးတိမ်မွေဤနူးညံ့ပြောပြောဤဘာသာတရားကန့်ဆိုင်ဤအရေးအသွေးများကိုခေါ်ချက်ချချီတော်အခါပရိသန်ဒီမျိုးစေးကပင် အထက်တန်းကျသူကလေးဟု ဆိုနိုင်ပါ၏သူမသည် လူလောကလည်းတင်းတင်းတဲတဲထေရဝဝနေနိုင်သောအခါငယ်စဉ်ကဆရာများကိုတရားလာသည်ဆရာဆရာမများအား စုံစမ်းထောက်လန်းကကျူပန်းရှာဝေခဲ့သည်လူဝဲပစ္စည်းအမဲမဲတို့ဖြင့်တားရောက်ကြောခဲ့သည်လိုအပ်ချက်များကို ဖြည့်ဆည်းထောက်ကူခဲ့သည်မိမိနှင့်ဆရာသမားနှစ်ဦးသာ အသက်ရှင်နေသည့်၍ခလာပတ်လုံးစွမ်းနိုင်သမျှထောက်ပံ့တော်ပါမည်ဟုကတိပြုခဲ့သည်ဆရာမတအူးမှာမိကိုအားထားရခဲ့မဲ့လျက်စင်းရဲချိုးတဲ့စွာဒုက္ခပင်လည်းဝီနေရှာသည်ဖြင့်စာဝတ်နေရေးကျမ်းမာရေးအရေးလေးမျိုးလုံးတောင်းဝန်ယူပေးခဲ့ပြီး ဆရာမကြီးနောက်ဆုံးခရီးမိသိညိုတီရဲ့အထိအဖူအထင်မရှိသေးပဲအစဉ်ပြေချုံမောက်အောင် အကျိုးဆောင်ပေးခဲ့သည်သူမကြီးဘဝဝေးမိဘသည် ပထမဆရာသမားသည်ဒုတိယလင်သားသည် တတိယဤသို့ရဲဝံစွာထုတ်ပေါ်ပြောဆိုခဲ့သည်အိမ်တော်ရှင်ဖြစ်စီကောင်းမူသူမ၏ရဲရင်ပြသသောတတိပြောင်မြောက်သောခြေစူးတည်တတ်သောစိတ်နေစိတ်ထားနှင့်ခံယူချက်များကို အံ့ဩခြင်းကြီးစွာချီးညိုလေးစားသွားရပါသည်ဆန္ဒမှုအတူယူပွဲလေအလွန်ကောင်းလာပါသည်မင်္ဂလာပါဆရာမစပိန်ဘုံမှအကြောင်းသူတူကခြေချင်းလျှောက်နေသောဆရာမအားလမ်းနှုတ်ဆက်တီကိုလမ်းတွင်အမတ်ထင်ထင်တွေ့လိုက်ရပါသည်ဆရာသမားအားနှုတ်ဆက်ရကောင်းမှန်းသည့်သောယဉ်ကျေးမှုရှိတော်ညာလေတက္ကဆကာရဝကနေပါလာသည်ဟုရင်တွင်ကပါသာမှတ်ချက်ချမိပါသည်မိမိတို့နေမျိုးကလေးတွင် အပြင်ထွက်သောအခါဆက်ဘင်းကိုအသုံးပြုလေ့ရှိကြပါသည်မိမိဆက်ဘင်းဖြင့်အပြင်ထွက်စဉ်ဆရာသမားများနှင့်လမ်းမှဆုံမိတိုင်းဆက်ဘင်းပေါ်ကပြုံးပြသွားလိမ့်မရှိနှုတ်ဆက်သွားလိမ့်မရှိတက္ကစကာရဝနိဝါဒတရားများဥထိပ်ထားပြီးဆက်ဘင်းပေါ်မှဆင်ကာယူတည်လေးစားစွာနှုတ်ဆက်တတ်ပါသည်ဤအပြုအမူကို꿰လွန်သွားရှာပြီးဖြစ်သည့်အထက်တန်းများဆရာတို့ကသဘောကျခြင်းနဲ့စွာမိမိအားပြောထားခဲ့သောစကားများကို ်ယခုအထိလည်းအမှတ်ရနေဆဲဖြစ်ပါသည်ဆရာသမားကိုယူစီလေးစားတတ်တဲ့တပည့်ဆိုရင်ဆရာတို့ကအမြဲတာတို့ခေါ်ပါလေကွယ်ဒါပေမဲ့ခုခေတ်တပည့်တွေကမလေးတို့ခင်တဲ့သိမ့်မတူတော့ဘူးဆရာဆရာမတွေအပေါ်တက္ကိစကာရဝနေပါလာတယ်တကယ်ချင်းလို့ဆက်ဆံလာတယ်ပခုံးချင်းရှင်ပြီးရင်မောင်းတန်းလာတယ်နောင်သိမ့်မကြတော့တဲ့အချိန်မှာဆရာဆိုတာသူတို့အတွက်တစ်ခါသုံးတ िश ူးပေးပါနဲ့တူလာတော့မယ်ကွယ် ဆရာသည်လွန်ခဲ့သည့်အနှစ်20ကျော်ကအနာဂတ်အတွက်ဟော်ကင်းထုတ်သွားခဲ့ပါသည်ထိုဟော်ကင်းသည်ယခုခေတ်အနေဖြင့်မှန်နေပြီလားဘာသာတရားအခန်းအားကောင်းပါပင်မိဘဆရာသမားအားယူတီလီသာနိုင်လိမ့်မည်ထင်ပါသည်ဗုဒ္ဓဘာသာဝင်သာသမီများဘာသာရေးအခန်းအားကောင်းဖို့ရမှာလေမိဘဆရာသမားများမှာပင်တောင်းဝန်ရှိကြပါသည်မကြသေးမီကမိမိကိုကြီးမှုဖြင့်เจ้าနေပါတန်ငယ်ချင်းတယောက် တက္ကသိုလ်မှဆရာမများသွားရောက်တွေ့ဆုံနိုင်ခဲ့သည်ဆရာမများကပင်စင်ယူကအသက်90ပြင်ကျော်လေပြီးတကယ်ရင်သည်ဆရာမများနဲ့ပြန်ဆောင်ရသည့်အတွက်ဝမ်းမြောက်ရေးမဆုံနိုင်လူဝယ်ပစ္စည်းမျိုးတုံဖြင့်လည်းကြော်လေသည်အမြဖြင့်အားမရနိုင်သည်ပဲတခြားတကယ်ချင်းများထံဖုံးဖြင့်အကြောင်းကြားသည်ဆို၏တို့ကတနစ်ပဲတင်ရတာမသွားတော့ပါဘူးညီကကြာကြာတင်ခဲ့ရတော့သွားပေါ့ညီကအပြိုကြီးဆိုတော့သွားနိုင်တာပေါ့တို့များမှာတော့ းားတွေသမီးတွေနဲ့ခြားတစ်ပတ်ရမ်းနေတာဆရာမစီသွားဖို့အချိန်မရပါဘူးကွယ်။သူမ၏တန်ငယ်ချင်းများက"သူမအားဤသို့ပြန်ပြောခဲ့ကြသည်"ဆို၏။ဆရာသမား၏ကျေးဇူးတရားကိုသိတတ်သောတပည့်လားမသိတတ်သောတပည့်လားအဖြေက ရှင်းနေပါသည်။အမှန်စင်စစ်တော့ယခုလူကြီးများသည်ယခင်ကကလေးများဖြစ်ခဲ့ကြပါသည်။ယခုသိနေတတ်နေသောအသိပညာအတတ်ပညာတို့ကိုဆရာသမားထံမှငယ်စဉ်ကသင်ယူခဲ့ကြသည့်တပည့်တွေရှိတာဖြစ်ပါသည်။ တစ်နှစ်မြတင်ခဲ့ရလဲဆရာတစ်လမြတစ်ရက်မြတစ်လုံးတစ်ပါးသားမြတင်ခဲ့ရလဲဆရာဆရာတီဆရာပါပဲဆရာကျေးဇူးတီလဲအနန္တပါပဲကောင်းကင်မှာကြလာတော်မူဆက်တို့ကိုအနေအများမယူတတ်နိုင်သလိုဆရာသမား၏ကျေးဇူးတရားကိုလည်းပိုင်ချ၍ရနိုင်မည်မဟုတ်ပေဆရာသမားတည်းဟူသောမိရှုတစောင်းမှမိမိတို့အလင်းအောင်ရခဲ့ပါသည်ပညာရဲ့ရင်သည်ဖြင့်ဝဲလေတင့်နေကြပါသည် ယခုအဖားဆရာများတော်ကတေသူကတေကြပြီမတေသေးသူတို့မှလည်းအိုမင်းယိုရင်နေကြလေပြီချိုတဲ့အိုင်နဲ့နေကြပြီအင်အားကုန်ခန့်၍လွမ်းလျားရှာကြပြီဘယ်သူတွေဖေးကူလို့တွေ့ယူကြပါမည်နည်းကျေးဇူးရှင် ထိုးထိုးဆရာဦးများအတွက်တပည့်တို့အနေဖြင့်ဘာတွေဆောင်ရွက်ပေးခဲ့ဘူးပါသည်နည်းတနည်းကြာမှတကြိမ်မျှသွားရောက်ကကြတော့ကြပါမည်လားတို့ဒီမဟုတ်ဆယ်နှစ်အနည်းနဲ့ဆယ်ကြာ မေးလောက်မှတခါအာစရိယပူဇော်ပွဲကြီးပွဲကြီးကျင်းပကြပါမည်လားထိုထက်ကောင်းသောအကောင်းဆုံးသော အစီအစဉ်ကို ပြုလုပ်ဖို့အားထုတ်ကြဘူးပါသလားထိုထိုမိကုံများကိုမိမိတို့ဘာသာအထက်ထက်သုံးသပ်ဖို့လိုအပ်ပါသည်ကျေးဇူးတရားဟုသည် မေးလျော့ပြစ်ပယ်ကောင်းသော အရာမဟုတ်ပြီကျေးဇူးရှိလျင်ကျေးဇူးတည်ရပါသည်ကျေးဇူးတည်တတ်ပါကကျေးဇူးဆက်ခြင်းအမှုကို မလွဲမသွေပြုရပေးလိမ့်မည် ဗုဒ္ဓဘာသာဝင်မှန်ပါလျင်ကရင်ညုတမင်္ဂလာတပါးကိုလေးလေးစားစားတံပိုးထားတင်ပါသည်လေးလေးစားစားတံပိုးထားနိုင်ရန်မမီးလျော့သောတတိအထူးရှိနေဖို့လည်းလိုအပ်ပါသည်ရည်ညွှန်းချက်မှာတဲ့ယေရှုရှင်ဆရာများအလုံးနဲ့အထူးသဖြင့်မူလာတန်းကျောင်းဆရာကြီးဥတာစီအာရီမတ်လျက်ဣစာဗလဲဖြင့်ကတော်အပ်ပါသည်တဲ့ဆရာမမလေးညင်ရခဲအားလုံးပဲနောက်တစ်ပုံမှ ပြန်တွေ့ကြမယ်နော်